တိတိချင်းမရှိများအလုံးမဲမင်္ဂလာပါခင်ဗျာဒီစာလေးကတော့ကျွန်တော်ဟိုဒီနှစ်ထဲမှာဒီ88ပြိတ်ပေါ့နော်80ပြိတ်နဲ့ပတ်သက်ပြီးတော့တချို့မိတ်ဆွေတွေကတကယ်တည်း80ပြိတ်မလာနိုင်ဘူးလား80ပြိတ်လုံးဝမကြသေးဘူးပေါ့နော်တချို့ဒီလေးတွေကလည်းဆရာကျွန်တော်တို့ဒီ80ပြိတ်လာနိုင်လားပေါ့80ပြိတ်ကလုံးဝမကြသေးတဲ့အတွက်အဲ့ဒါလေးလာနိုင်လာနိုင်တဲ့အထောက်အထားလေးတွေပြပေးပါဦးပါညာအဲ့လိုလေးကျွန်တော်အခုညီတော်နဲ့အတွက်ကျွန်တော် ကျွန်တော်ပုံစံတိုင်းဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ဘက်ကပြီးခဲ့တဲ့၂ရက်၃ရက်ကကျွန်တော်နောက်ဆုံးဗီဒီယိုဖိုင်လေးကိုကျွန်တော်တင်ပေးခဲ့ပြီဖြစ်ပါနော်ဖိုင်7เนาะနောက်ဆုံးဖိုင်လေးပေါ့ဒီဟာလေးကတော့ ship rate နဲ့ပတ်သက်တဲ့ကျွန်တော်အရင်လေ့လာထားတဲ့ site လေးတွေရှိရပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တောင်းဆိုတောင်းဆိုတဲ့အတွက်ကျွန်တော်ဒါလေးကိုရှင်းပြလိုက်ရခြင်းဖြစ်ပါတယ်ကဲအဖြစ်စလေးကိုကျွန်တော်လည်းဒီထည့်လိုက်ပြီးလေ့လာကြည့်ပါ ပြည့်ရဖြစ်တဲ့ဗမာခင်းတော်ဆိုတော့ဒီ1953ခုနှစ်မှာစတည်တဲ့ကော1953မှာခွန်ထိတ်လို့ထွက်တာနဲ့အဲ့ကောခွန်ထိတ်လို့ထွက်တာနဲ့ဗရိတ်ရှစ်အဲ့ကောအောင်မှာလည်းဗရိတ်ရှစ်ပဲအဲ့ဒီဗရိတ်ချစ်ကကြတော့သူကနှစ်ခွန်ကိုပတ်တယ်သူ့ရဲ့ဇောင်းကိုဆင်းလိုက်သူက၄ထိတ်နဲ့ဗရိတ်ရှစ်နော်အဲ့ကျတော့ရှစ်ဗရိတ်ရှစ်ဗရိတ်သုံးခုတန်းတော့ရှစ်ဗရိတ်ရှစ်ဗရိတ်ရှစ်ဗရိတ်သုံးခုတန်းပြီးအောက်အောက်မှာသုံးဗရိတ်ထောက်ပြီးတာနော်ဒီ53ခုနှစ်မှာခွန်ထိတ်နဲ့ ဲ့ဒီခွန်ထိုင်းနဲ့ထွက်တဲ့ကဏ္ဍဟာဘရိတ်ရှိလို့ဖြစ်တယ်အဲ့ဒီခွန်ထိုင်းရဲ့အောက်မှာနှစ်ခွန်ကိုပတ်လည်ထွက်တယ်ဘရိတ်ရှိဘရိတ်ရှိထွက်တယ်နှစ်ခွန်ကိုရဲ့ဇောင်းမှာလေးထိုင်းနဲ့ဘရိတ်ရှိတကားထွက်ထွက်တယ်အဲ့ကြတော့ရှစ်ဘရိတ်ရှစ်ဘရိတ်ရှစ်ဘရိတ်ခုရဲ့အောက်မှာသုံးဘရိတ်စုထောက်တယ်အဲ့ပုံစံနဲ့ပမာလာဖြစ်တော့ဆိုနောက်ထပ် तू ဟာနှစ်30ကျော်ပေါ့ဗျနှစ်30ကျော်တော့2006မှာသာဖြစ်တယ်အဲ့ပုံစံနဲ့2006အဲ့တော့မခွန်ထိုင်းထွက်ထွက်တာနဲ့ခွန်ထိုင်းနဲ့ဘရိတ်ရှိ သူ့ရမှာခုနှစ်ခုပတ်လေဘရိတ်ရှိသူ့ရဲ့ဆောင်းမှာ၄ထိန်းနဲ့ဘရိတ်ရှိအောက်မှာ၃ဘရိတ်အဲ့တော့၈ဘရိတ်၈ဘရိတ်၈ဘရိတ်၃ဘရိတ်သူအဲ့လိုလေးခင်းပေးထားတာနော်ဒီ၆ဆုံးနှစ်နဲ့မှာခုနှစ်ထိပ်လို့သားထားတဲ့နဲ့ဘရိတ်ရှိသူ့ရဲ့အောက်မှာနှစ်ခုခုပတ်လေ၄ထိန်းနဲ့ဘရိတ်ရှိသူ့ရဲ့အောက်မှာ၃ဘရိတ်၈၈၈၃ဟိုဘက်ကပုံစံတိုင်းပါနော်ဟိုဘက်မှာလည်းအဲ့လိုပဲနော်၈၈၈၃အဲ့လိုဖြစ်ပြန်တဲ့သူကဘယ်လိုလိုက်လို့တော့နောက်နှစ်မှာနော်အဲ့လိုရှစ်ပြိတ်ချက်ပြီးနောက်နှစ်မှာ ဆိုဘယ်ချိန်ကိုသွားတော့ဆိုဒီ16 16ချိန်ပေါ့နော်16ချိန်16ချိန်ကိုအဲ့လိုဖြည့်ခင်းပြီးတော့16ချိန်နေ့လေးရှာ6စနေ14 16 16ချိန်မှာသူက80ပတ်လည်းထွက်လိုက်တယ်။နောက်80ပတ်လည်းထွက်ပြီးတော့2နှစ်ကျော်မှာနော်ဒီ80ပတ်လည်းထွက်ပြီးတော့2နှစ်ကျော်မှာ2နှစ်ကျော်2ချိန်4ချိန်6ချိန်9ချိန်မှာ4-3ခွန်ပတ်လည်းထွက်အဲ့ဒီ4-3ခွန်ပတ်လည်းထွက်ပြီးတော့မှသူကအဲ့4-3ခွန်ပတ်လည်းဘယ်နှချိန်ကျော်လဲ 那雷东风也熬过，那雷小几十十十来斤叫来，狂安的不来来家的，那那对一批子人有边尖边进的嘛，洗不来洗不来洗不来，然后那股多，他晓得嘛，洗着才办的出，啊洗着才办的出，比那那叫嘛，那那那叫，那点雷电小雨狂的地方，雷东风不来出，啊雷东风这个十来斤才出来，那雷小几十，真的十来斤脚来就多，狂干的不来出的那。 အဲ့ဒါဆိုဟိုဘက်ကိုကြည့်အောင်ဟိုဘက်မှာလည်းအဲ့လိုပဲပေါ့နော်ဟိုဘက်မှာလည်းဘယ်လိုဖြစ်တော့ဆိုတော့ဒီဘက်မှာကြာတော့လည်းအဲ့လိုပဲနော်နှစ်ထောက်ချက်မှာဆိုရှစ်ပြိဿာထွက်တယ်ပြီးခုနှစ်ခုပတ်လည်းဆိုလေးထိတ်နဲ့ရှစ်ပြီးရင်သုံးပြိရှစ်ရှစ်ရှစ်သုံးပြိပြီးရင်နဲ့သူ့ရဲ့ဟိုဘက်ကတိုင်းပဲနော်ဒီဘက်နဲ့ပါနော်ဒီဘက်နဲ့၁၆ကျင်းပါนี่เลช็อป6 7 16จริงมั้ยตัวจิตตะเตปัดละเถอะ နော်ချစ်တဲ့တဲ့ပတ်လည်းထွက်ပြီးတော့ချစ်တဲ့တဲ့တဲ့ပေါ့ဗျာနော်ချစ်တဲ့တဲ့ထွက်ပြီးတော့တနည်းနှစ်နှစ်ကျော်နှစ်နှစ်ကျော်မှပပယ်ချိန်ုံတော့နည်းလေးချခုနှစ်ချိန်ုံသွားတော့ခွန်လေးသုံးဆိုတာထွက်တယ်အဲ့ကောင်ကျွန်တော်က14ချိန်ထက်ကျော်တယ်14ချိန်ထက်ကျော်နည်းလေး6 7 8 9 14ချိန်ကျော်လိုက်တော့ခွန်9နှစ်ပတ်လည်းထွက်တာဒါသူဟာချက်ညီသွားပြီနော်နှစ်ခုညီသွားပြီနော်ဟိုဘက်ကပုံစံလည်းမယ်နော်ရှစ်ရှစ်ရှစ်တော့အဲ့လိုဖြစ်ပြီးနောက်နှစ်ကိုနော်နောက်နှစ်16ချိန်မှာ80တဲ့ထွက်

အဲ့ဒီတော့ဟိုကျွန်တော်တို့က14ချိန်ထက်နေလေဟောရှေ့ဆွဲဆွနေဆွတ်တယ်ဟောငါနဲ့ပါအဲ့လိုထွက်ပြီးတော့မှသူကဘာလို့လို့တော့ဆိုတော့သူရဒီချစ်တဲ့ဆဲအပေါ်ကနေနော်အပေါ်ကနေကြည့်လိုက်မယ်1 2 3 4 5နော်ဒီချစ်တဲ့ဆဲအပေါ်ကနေ9နှစ်ကြီးမယ်နော်1 2 3 4 5နှစ်မြောက်9နှစ်မြောက်9မြောက်မှာဘာလို့လို့တော့9ပြိတ်9ပြိတ်10ပြိတ်9 9 10အဲ့ဒီ998ကတဲ့66လေးပတ်တယ်နော်998က ခြေချောက်လေးပတ်တယ်။ဟုတ်ပြီဒီခြေချောက်လေးပတ်လဲနော်။ငါငါရှစ်လို့ပြဋိဌာန်းတယ်ဗျာ။နောက်ပြီးတော့ခြေချောက်လေးပတ်တယ်ဆိုတော့အဲ့ဒီခြေချောက်လေးကိုကျွန်တော်နှစ်ပင်ဆင်းလိုက်။နော်နှစ်ပင်ဆင်းပြီးတော့သူ့ရဲ့အောက်ကိုနော်နှစ်ပင်ဆင်းပြီးသူ့ရဲ့အောက်ကိုဟိုဘက်ကို10နှစ်ကြည့်မယ်။ဆယ်နှစ်ဆက်တဲ့နှစ်ပေါ့နော်ဒီခြေချောက်လေးရဲ့အောက်နှစ်ပင်ကျော်နှစ်ပင်ကျော်ပြီးဟိုဘက်ကို10တနှစ်ကြည့်မယ်။နော်1 2 3 4 5 6 9နော်9 6 9 10မဲ့နော်တော်တယ်နော်ငါငါရှစ်တယ် နော်998အဲ့ဒီ998ကအစောနာကျွန်တော်တို့ထောင်ခဲ့တဲ့9နှစ်ခုဆိုတော့ပတ်998နော်အပေါ်ဒီဘက်မှာကျွန်တော်တို့ဒီစစ်တေသရာနေကြည့်လိုက်တဲ့နော်ဒီစစ်တေသရာအပေါ်ကနေကြည့်လိုက်တဲ့နော်စစ်တေသရာအပေါ်နေ1 2 3 4 5အဲ့မှကြည့်လိုက်တဲ့ကောင်က998အဲ့ဒီ998ကနော်ဒီလေမောရောင်းကနန်းရှစ်လျှောက်တည်းနော်အဲ့ဒီရှစ်လျှောက်လေးကိုကျွန်တော်နှစ်ပင်ကြော်မယ်နှစ်ပင်ကြော်ပြီးတော့ဟိုဘက်ကို ိုဘက်ကို17နှစ်ပြီးမယ်1 2 3 4 5 6 9ဟုတ်ကော7 9 17နှစ်အဲ့မဲ့9 9 10အဲ့ဒီ9 9 10ကအစိမ်းရောင်9နှစ်ခွန်နော်ပထမ9 9 10ကဒီဒီမော်ရောင်ရှစ်ချောက်လေးနော်သူ့ရဲ့ဘေးမှာ၄ခါနဲ့၁ပိတ်နော်ရှစ်ချောက်လေးရဲ့ဘေးမှာ၄ခါနဲ့၁ပိတ်ရှိသလိုဒီ၉နှစ်ခွန်ရဲ့ဘေးမှာလည်း၄ခါနဲ့၁ပိတ်ရှိတယ် ူအထက်နှစ်ပင်ကျော်လိုက်လို့ဆိုရင်၈၉၈တောင်းထူတာတယ်နော်ဒီ၉နှစ်ခွန်ရအထက်နှစ်ပင်ကျော်မှာ၈၉၈လို့တောင်းထူတာတယ်ပြီးရင်ခွန်၉နှစ်ဆိုတာလေထောင်ပေးထားတယ်နော်ခွန်၉နှစ်ဆိုတာထောင်ပေးထားတယ်နောက်တကားဒီအဲ့ဒီ၅ပရိတ်နော်၅ပရိတ်၅ပရိတ်၈ပရိတ်ကိုဟိုအပေါ်တက်ကြည့်လိုက်ရင်ပေါ်တက်ကြည့်လိုက်ရင်ဒီမှာ၉ထိပ်၂ထိပ်ခွန်ထိပ်ဆိုတော့အဲ့လိုတန်းထားတဲ့ဟာတစ်ခုရှိရမယ်နော်၉နှစ်ခွန်ကြောက်ဟုတ်ပြီဒုတိယဖြစ်စဉ်ကိုသွားကြည့်ဒုတိယဖြစ်စဉ်ကျွန်တော်ကဘယ်ကနေကြည့်ရမှာလဲ ဒီ7တရားဘောကနေ1 2 3 4 5ပြင်ကြည့်ရမှာเนาะဟုတ်ပြီအဲဒုတိယဖြစ်စဉ်ကအခုတရားရတာဖြစ်ခဲ့7တရားဘောကိုကြည့်ရအောင်7တရားဘောเนาะ1 2 3 4 5ဟောငါလဲအဲ့လိုပဲ5 5 6เนาะ5 5 6ဒီမှာဟောက်7လေးပတ်လဲပဲเนาะ5 5 6 5 5 6အဲ့ဒီ7ပြိကကျွန်တော်တို့သွားနာကြည့်ခဲ့တဲ့၄မောရောင်7ပြိเนาะအဲ့ကောင်က6 7လေးပတ်လဲ

နော်သူ့ရဲ့အောက်နော်သူ့ရဲ့အောက်ကျွန်တော်သွားတော့ကြည်ပြပြီနော်ဒီကောင်းရဲ့အောက်နှစ်ပင်ကျော်ပြင်း1 2 3 4 5နော်5ပြီးတော့ဟိုဘက်ကို6 8 9 10 17နော်17နဲ့5ပရိ5ပရိ10ပရိ၄ခါနဲ့3ပရိနော်အဲ့ဒီကိုနေကိုရထတပင်ကျော်လိုက်ရင်မြ6 9 8 6 9 8လောက်တန်းပြီးထားရတယ်ပြီးရင်ခွန်ထိတ်ကိုထိတ်အဲခွန်ထိတ်ကိုခွန်လည်းကိုလည်း နဲ့ခွန်ကိုနဲ့လို့တို့ခွေပေးထားနော်ရှစ်ကိုရှစ်ခွန်ကိုနဲ့ဟိုဘက်ကပုံစံတိုင်းနော်ဟိုဘက်မှာဒီမှာ9 9ရှစ်လို့တန်းနော်9 9ရှစ်လို့တန်းနော်ရှစ်ကိုရှစ်ခွန်ကိုနဲ့ identity ကိုဒီဘက်မှာလည်းအဲ့လိုပဲနော်9 9ရှစ်အဲ့ break လာဖို့အတွက်9 9ရှစ်လို့ဖြစ်တပင်တော်မှာရှစ်ကိုရှစ်လို့ဖြစ်ပြီးခွန်ကိုနဲ့လို့ထောက်မိတယ်အဲ့ဒီဒီ9 9ရှစ်ရဲ့နေ့တယ်မလို့နော်အနာထိပ်ဒီတော့လုံးဝနော်ခွန်ကိုနှစ်ဆိုတာတခုတန်းပေးထားရမယ်နော်ခွန်ကိုနှစ်တခုတန်းပေးထားရတယ်

အခွားရှိလို့ဖြစ်ပြီးရင်တိပရိတ်နှစ်ခုထပ်အဲ့ဒီတိပရိတ်ကအခွားတစ်လို့ပြန်ရရပြီးရတဲ့သူ339နောက်30လို့ဖြစ်၃ထိပ်၃ထိပ်9ခါနောက်30လို့ဖြစ်ပြီး၄၃နှစ်ပတ်လည်းထွက် ပြေးထားတယ်နော်နော်၄၃နှစ်ပတ်လည်းထွက်ပြေးတယ်အဲ့ဒီ၄၃နှစ်ကိုတနှစ်ကျော်လိုက်လို့ရှိရင်အဲ့ဘက်နှစ်နှစ်ထမှာနော်နှစ်စာနေဒီလို9 30ပတ်လည်းထွက်တာအဲ့9 30ကိုတစ်ပွဲကျော်လိုက်ရင်2 9 3ပတ်လည်းရှိတယ်နော်အဲ့ဒီ၄၃နှစ်2 9 3ထွက်ပြေးထားတယ်နော်၄၃နှစ်2 9 3ထွက်ထားတယ်ပြီးတော့မှ ီ99ရှစ်လို့တမ်းမဲ့9နှစ်ခွန်ပိုက်ထွက်တယ်။ဟုတ်ပြီဒီဘက်မှာလည်းအဲ့လိုပဲနော်ဒီမှာ99ရှစ်လို့တမ်းပြီးတော့ဒီ9နှစ်ခွန်နော်အဲ့ဒီ9နှစ်ခွန်ကဘယ်က9နှစ်ခွန်တော့ကျွန်တော်တို့ဟိုစားကနေကြည့်ခဲ့တဲ့နော်ခွန်ထိပ်ရှစ်ပတိအောက်က9နှစ်ခွန်နော်ဟုတ်ပြီအဲ့တော့အဲ့ကြတော့ဒီ99ရှစ်ဒီ9နှစ်ခွန်ရဲ့အစောက်နှစ်စောက်ကြည့်လိုက်အောင်နှစ်စောက်ကြည့်လိုက်တော့ဒီမှာဒီမှာဘာဖြစ်လဲဒေးလို့စားပြီဒေးလို့ပိတ်တာနဲ့အခွားရှိရတယ် လေးလိုပိတ်တာနဲ့အခွားရှိရပြီးရင်တစ်ပရိတ်နှစ်ခုထပ်တစ်ပရိတ်နှစ်ခုထပ်ပြီးရင်အဲ့ဒီတစ်ပရိတ်ကအခွားတင်လို့ရခွားတင်လို့ရပြီးရတယ်ဆောင်းတော့လည်း၃ထိပ်၃ထိပ်ကူးလေနော်၃၃၉ကူးလေနော်၃၃၉လို့ဖြစ်ပြီးရတယ်နောက်နှလုံး၁၀ပြီးရတယ်၃နှစ်လေးဆိုတော့ကောင်းထွက်တယ်နော်အဲ့ဒီဒီကောင်ရတနှစ်တော့မပါထွက်တာလို့၃90ပတ်နဲ့ထွက်သွားအဲ့3ခု0တကွက်ကြော်လိုက်3ခု2ပတ်လိုက်အဲ့ဒီ3ခု2ကို3လေး2ကိုထွက်ပြီးမှသူက ငါးပရိငါးပရိရှစ်ပရိဆိုပြီးတမ်းပါအဲ့ဒီငါးပရိငါးပရိရှစ်ပရိကိုးနှစ်ခုဆိုရက်ကောတော့2006မှာဖြစ်ခဲ့တဲ့နော်ဒီ contention ပြည်ရဲ့အောက်ကကိုးနှစ်ခုပတ်လဲဒီမှာ၄ထိတ်နဲ့ပြည်ရှိအောက်မှာတော့ကျစ်ရှစ်ရှစ်တော့နော်ပြည်ရဲ့ပထမငါးငါးရှစ်ကဘယ်ကောင်တန်းခဲ့တော့ပထမငါးငါးရှစ်ကဒီ၈၀၀ရဲ့ဘဝကနေ1 2 3 4 5နော်ဒီမှာငါးငါးရှစ်လို့တန်းတော့၆ရှစ်လေးနော်နောက်တစ်ခါသူရဲ့အ၆ရှစ်လေးရဲ့အောက်ကနေရေးလိုက်ရင်ဒီကိုရောက်သွားမယ်ငါးငါးရှစ်အဲ့ကောင်ကကိုးနှစ်ခုနော် ။ဟောဒီမှာလည်းအဲ့လိုပဲနော်။၅၅၈၉နှစ်ကိုအဲ့ဒီ၉နှစ်ကဘယ်ဟာ၉နှစ်ကိုလို့ကျွန်တော်တို့83မှာဖြစ်ခဲ့တဲ့ခွန်ထိတ်ပရိရှိသူ့ရဲ့အောက်ကနှစ်ခွန်ကိုပတ်လိုက်ပြီးရင်၄ထိတ်နဲ့ပရိရှိအောက်မှာ3 8 8 8အဲ့ဒီနှစ်ခုကိုပြန်ထုတ်ရှင်တော့သူကဒီမှာဒီ70ရဲ့အပေါ်ကနေနော်ညနေ3:05အမယ်58လို့ဖြစ်ပြီးတော့66လေးကိုထုတ်ထုတ်ပြန်မှာသူ့ရဲ့အောက်ကနေသူ့ရဲ့အောက်ကနှစ်ပင်နှစ်ပင်ဆင်းပြီးတော့ဒီဘက်ကို70ချင်ပြေးလာရင်ဒီကိုရောက်ပါမ ော်အမ998ဆိုပြီး9ခုပြန်ထုတ်တာ9နှစ်ကိုထုတ်မှာဆိုတော့သူရတပင်ကျမ8 9ရှိလို့ထိုးထိုးပြီးတော့ဒီမှာခွန်9နှစ်လို့ခွေပြီးရောမှာနော်ဒါမှမဟုတ်နော်ဒီမှာတော့998လို့သူကထွက်ရှင်တော့เนาะဒါတော့ဘုံက998လို့တန်းပြီးရင်9နှစ်ခုအိုက်ကောင်တပင်ကျော်မှာ8 9လို့ထောက်ပြီးရင်ခွန်ထိုက်9လဲခွန်လဲ9လဲနှစ်ခွန်9ပြီးတော့မှအိုက်ကောင်ဒီမှာခွန်9နှစ်ခွန်ဆိုပြီးသားရှင် နော်ဒါရှစ်ပရိတ်နဲ့ပတ်သက်ပြီးငါးငါးရှစ်တန်းရမယ်ဆိုတော့ဖြစ်စဉ်လေးတခုနော်နောက်တော့ရှစ်ပရိတ်ကိုအဲ့ဒီကဏ္ဍမဟုတ်ပဲပရိတ်ရှစ်တခုရှိသေးတယ်နော်ကျွန်တော်ရှစ်ပရိတ်နဲ့ဖြစ်နိုင်တဲ့ကဏ္ဍလေးတွေကျွန်တော်ပြမယ်နော်နှစ်ခွက်သုံးခွက်ပါပဲနောက်တစ်ခုကနောက်တစ်ခုဖြစ်စဉ်ကဘာလဲဆိုတော့ကျွန်တော်ကနောက်တစ်ခုဖြစ်စဉ်ကဒီဒီဖြစ်စဉ်လေးပေါ့အဲ့ကောင်လေးကလည်းရှားရှားပါပါနှစ်ပြားလည်းဖြစ်တယ်နှစ်ပြားလည်းဖြစ်တယ်နော်တော်ဒီမှာ၅လေ၃ညထိပ်၅လေ၃ညထိပ်၃ထိပ်တစ်ပိတ်နော် နားလေ၃ညထိပ်၃ထိပ်တစ်ပိတ်ပြီးရနဲ့နော်ပြီးရနဲ့၄ခါ၆ခါ၉ခါနော်အဲ့လို၆၆၆နှစ်တက်အဲ့လို၄ခါတက်သွားတာနော်နားလေ၃ညထိပ်၃ထိပ်တစ်ပိတ်နော်လေးလေ၆လေ၉လေနော်အဲ့ကောင်ဖြစ်ပြီးကြနဲ့တဲ့အဲ့ကောင်ဖြစ်ပြီးကြနဲ့ तू ကဘာလို့လုံးမှုပထမဆုံးပိတ်တော့တစ်နော်ပထမဆုံးပိတ်တော့တစ်ပထမဆုံးပိတ်တော့တစ်ရဲ့အောက်ကဒီရှိ၉ခွန်ဆိုတဲ့ကဏ္ဍ အဲ့ဒီချစ်ကိုကုံဆိုတဲ့ကဏ္ဍကိုပြည့်ရတပင်ဆင်းပြီးတော့အောက်ကို1နှစ်နော်3 3 5နှစ်မှမလာထုတ်နော်ဟောနာတန်းလိုက်တဲ့နော်ဒီ9လဲ3 9ထိပ်နော်3ထိပ်2ပိတ်4လဲ6လဲ5လဲသူ့ရဲ့အောက်မှာ1လို့စပိတ်ပြီဆိုတာ ਨੇ အဲ့ဒီချစ်ကိုကုံဆိုတဲ့ကောင်ကိုတပင်ကျော်ပြီးရင်1 2 3 4 5 6နော်ဒီညမှာလာထုတ်နော်အဲ့ဒါထုတ်ရှင်တာ ဟုတ်ပြီနော်အဲ့ဖြစ်တဲ့အတိုင်းဘယ်မှာလာဖြစ်တော့ဆိုတော့ဒီမှာနော်ဒီမှာလာဖြစ်တယ်နားလေသုံးနှထိတ်၃ထိတ်၁ပိတ်နော်နှစ်ခုလည်းရှိတာ၄ခါ၆ခါ၉ခါပြီးရတဲ့သူ့ရဲ့အောက်မှာတက်လို့စောက်ပိတ်တယ်တက်လို့ပိတ်ပြီးဆိုတော့သူ့ရဲ့အောက်မှာရှိတဲ့၄သုံးည၄ဆိုတဲ့ကောင်ကျွန်တော်ကနော်တပင်ကျော်မှာ၁၂၃၄၅6ညမှာကျွန်တော်လာထုတ်ခြင်းနော်အဲ့ဒါတနည်းနော် ောက်တနည်းကဘာကိုပြကျင်တာလဲနောက်တနည်းကကြတော့ဘာကိုပြကျင်တာလဲဆိုတော့အဲ့လိုတန်းပြီးလို့ရှင်သူ့ရဲ့အောက်မှာဒါပထမဆုံးတိပိတ်ကိုပြခဲ့တာမဟုတ်ဘူးတုံညာထိတ်တိပိတ်နဲ့ပဲကောင်းထွက်တော့ဟောတုံညာထိတ်တိပိတ်နော်ဒီ၄၆၉ရဲ့အောက်မှာတုံညာထိတ်တိပိတ်ဆိုအဓိကအဲ့ကောင်ဖြစ်လိုက်တာနဲ့အဲ့ဒီအောက်က၃၆ဆိုတဲ့ကောင်အားတဲ့တပင်းတစ်နှစ်နှစ်နှစ်၃နှစ်ကျော်မှလာထွက်မယ်တဲ့တဲ့နော် ောင်းတာဒီတနဲ့မျက်စိမလည်နဲ့ဒီတကပထမဆုံးပိတ်တော့၄၆၉ရဲ့အောက်မှာပိတ်တော့၁အခုက၄၆၉ရဲ့အောက်မှာသုံးညထိပ်၁ပိတ်လို့ကြာခဲ့တာနဲ့အဲ့ဒီ၃၄၆ဆိုတဲ့ကောင်ကငတ်တဲ့တဲ့၃နှစ်ကျော်မှာလာထွက်မယ်တဲ့ဒီ၃၄၆၃၄၆ဟုတ်ပြီနော်ကဲအဲ့ပုံစံတိုင်းညာဒီမှာအားလေနော်အားလေသုံးညထိပ်၃ထိပ်၁ပိတ်၄၆၉လို့ဖြစ်ကဲဟုတ်ပြီ ဒီမှာပထမဆုံးတစ်ပိတ်ဆိုလဲသူပဲပုံညာထိုက်တစ်ပိတ်ဆိုလဲသူပဲပုံညာထိုက်တစ်ပိတ်လို့ထွက်ပြီသူရအောင်မှရှိတဲ့၄ပုံညာ၄ဟာเนาะတနည်းနဲ့နှစ်သုံးနှစ်တော့သူနဲ့တဲ့တယ်ပဲသူကဒီလိုပုံညာထိုက်တစ်ပိတ်အောက်ကဒီတာဝန်ကိုတဲ့တဲ့သွားတဲ့ဒီတာဝန်ကိုလည်းယူသလိုပထမဆုံးတစ်ပိတ်ရဲ့เนาะဒေ၆ကိုရအောက်ကတစ်ပိတ်ရဲ့ဒီ၄ပုံညာ၄ဆိုတဲ့ကဏ္ဍကိုဒီကိုပို့ဖို့လဲเนาะတာဝန်ယူရတဲ့ကောင်ဖြစ်နေတယ်၄ပုံညာ၄ဟာ ပုံပြေးနေရနော်ကဲတုံညာလေး၃ခုတော့ဒီလိုပြေးသလိုဒီကောင်ကလည်းဒီကိုပြေးရမယ်နော်လေးလေးဆယ်ဟုတ်ပြီနောက်တစ်ခုနောက်တစ်ခုကဘာလဲဆိုတော့ဒီဖြစ်တင်ဖြစ်ခဲ့ပြီလို့နော်ဖြစ်ခဲ့ပြီလို့၃နှစ်ကျော်မှာတစ်နှစ်နှစ်နှစ်၃နှစ်ကျော်မှာ၃နှစ်ကျော်မှာနော်ဟုတ်ပြီငါးချိန်မှာရှိခဲ့ကနေငါးချိန်မှာရှိခဲ့ကနေ၃ည၉၃ဆိုတဲ့ကောင်ဟာတဲ့အဲ့ဒီ၃ည၉၃ဆိုတဲ့ကနေဟာတဲ့သူ့ရဲ့၃ည၉၃ရအောင်မှာ၃ခါလို့ထိုင်လိုက်တာ နော်၃ခါလို့ထိုင်နော်၃ခါလို့ထိုင်လိုက်ပြီဆိုတော့ကျွန်တော်အစိမ်းရောင်နဲ့ချက်ပြီးသားတယ်၁၃၄လို့ခွေနော်၃ခါလို့ထိုင်လိုက်တာနဲ့၁၃၄လို့ခွေခွေပြီးရတယ်အဲ၁၃၄ခွေပြီးရတယ်သူ့ရဲ့ပုံမှာ၃ညထိပ်ဒီပင်တော်မှာ၆ထိပ်ရှိတယ်အဲ၁၃၄လို့ခွေနော်၃ထိပ်၃ခါရှိမယ်၁၃၄လို့ခွေ၃ခါရအောင်မှာ၃ညထိပ်ဒီပင်တော်မှာ၆ထိပ်လို့ကြာပြီးရတယ်အဲ၃ညကိုသုံးပြန်ကြရတယ်အဲ၅ချိန်က၃ညကိုသုံးဟာဒီမှာလာချက်ကြာပြီးတာနဲ့ ိုက်သုံးတာကိုသုံးရအောင်နှစ်ပင်ကျော်မှာနောက်ဘူးနဲ့ရှစ်ပရိတ်အဲ့ဒီနောက်ဘူးနဲ့ရှစ်ပရိတ်ကဒီကိုပြန်ပြီးတော့ပြန်ကြပါတယ်နော်ကြဟုတ်ပြီအိုက်ပုံသာသာညံညံလေးပေါ့ဗျာနော်အိုက်ပုံသာသာအခုဒီဒီလိုဖြစ်စင်နေဖြစ်တယ်၄၆ကိုတန်းခဲ့ပြီတန်းခဲ့ပြီးတော့တစ်နှစ်နှစ်၃နှစ်ကျော်နော်၃နှစ်ကျော်မှဆိုတော့ဒီမှာဒီ6နှစ်6ဆိုတော့၅ချိန်ရကနန်းနော်အဲ့ဒီ၄ချိန်၅ချိန်ရကနန်းဟာ၃ခါလို့ကြားတဲ့အချိန် ောဒီမှာ3ခါလို့ကြပြီ3ခါလို့ကြပြီဆိုတော့နဲ့3 4 1ခွန်ဆောနာလိုပဲ3 4 1ခွန်လို့ခွေတယ်ခွေပြီးရတဲ့ဒီ3ခါရဲ့အောက်မှာ3ညထိတ်ကြ3ညထိတ်ကြပြီးဒီပြင်ဆုံးမှာ6ထိတ်လို့လိုက်လိုက်ပြီးရတဲ့သူ့ရဲ့အောက်မှာ6 6နှစ်လို့ကြเนาะအဲ့ဒီ6 6နှစ်ခါဒီ9ကြိမ်ရကဏ္ဍမှာဖြစ်တယ်အဲ့ဒီ6 6နှစ်ကြပြီးတော့2ပင်ကျော်မှာနောက်ဘူးနဲ့ပြိဋ္ဌိကြအဲ့ဒီပရိသတ်ကတပင်းတပင်းသုံးပင်ပြန်ကြတော့လေးလေးသေးကအကုန်လုံးပုံဖြစ်နေတယ်နော်ဒီကောင်လည်းဒီလိုပို့သလိုဒီကနန်းဟောင်းရဲ့နှစ်ပင်ကျော်ကနန်းကလည်း ဒီကောင်မယ်နော်နော်ဒီမှာတော့တစ်မျိုးစီပေါ့ဗျာနော်ဒီ69ခုံ69ခုံပို့ခဲ့သလိုဒီကနန်းဟောင်းဒီလိုကြပြီးတော့အဲ့ကနန်းဟောင်းရဲ့နှစ်ပင်ကျော်ကဒီနောက်ဘူးနဲ့ရှစ်ပရိတ်ကဒီကိုလာကြနော်အဲ့ကြတော့ဒီရှစ်ပရိတ်နဲ့ကောင်က440ပေါ့ဗျာနော်ဟုတ်အဲ့နှစ်ခွက်ရတယ်နော်69ခုံ440နောက်တော့ဖြစ်နိုင်တဲ့ရှစ်ပရိတ်ပြောင်းအဲ့ကောင်ကပါလဲဆိုတော့နှစ်ဆမှာတဲ့နှစ်ဆမှာ69နောက်ပဲ နှစ်တော့မှခွန်ကိုနောက်ထပ်ဒါကလန်ဒါဆရာတော်တော်များများသိရနော်အဲ့ဒီခွန်ကိုကိုကျွန်တော်ကတစ်ခုစီချော့လိုက်ဘယ်လောက်ဖြစ်သွားလဲ၈ချော့ပေါ့ဗျာနော်ခွန်ကိုကိုတစ်ခုစီချော့လိုက် -1 ခွန်ကိုချော့လိုက်6ကိုကိုချော့လိုက်၈၈ချော့တွေ့အဲ့ဒီ၈ချော့တွေ့ဟာအဲ့ဒီနှစ်မှာ၈ချော့လို့ထောင်တဲ့အချိန်6ချစ်လို့ထောင်မီဆိုတာနဲ့နော်6ချစ်လို့ထောင်မီဆိုတာနဲ့သူ့ရဲ့တပင်ကျော်မှာအဲ့6ကခါပဲတဲ့နော်6 8ကြောက်ဟုတ်ပြီဒါပထမခွန်ကူနော် ဒုတိယကွန်ကူက2019မှာပေါ်လာကွန်ကူနောက်တွဲပေါ့ဗျာနော်ကွန်ကူနောက်တွဲသောနာလိုပဲတခုလိချက်မယ် minus 1နော် minus 1 86နဲ့ပေါ့အဲ့ဒီ86နဲ့ထောင်လိုက်တာနဲ့တပင်ကျော်မှာအဲ့ဒီ6ကခါပဲဟုတ်ပြီနော်ဟုတ်ပြီနောက်တစ်ခုမှာ2024မှာတခါကွန်ကူနောက်တွဲပေါ်တယ်ပေါ်ပြီဆိုတော့အဲ့လိုပဲတခုလိချက်လာ86 86လို့ထောင်တဲ့အချိန်နော်86လို့ထောင်တဲ့အချိန်ဟုတ်ဒီမှာ686ထောင် အဲ့ဒီ6 6တို့ထောင်ပြီဆိုတာနဲ့တပင်ကျော်မှာအဲ့ဒီ6ကခါပဲနော်ဟုတ်ပြီကြာဟုတ်ပြီ2025အခုဒီမှာ9ပဲအဲ့ဒီ9ရအောင်မှာ6 6လို့ထောင်တဲ့ချိန်တော့မထောင်ဘူးနော်မထောင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 ်ဟုတ်အဲ့ဒီမှာ6 6လို့ထောင်ကျွန်တော်ဒီဘက်မှာရေးထားတယ်နော်ဒါဒါတစ်ဆိုင်မလို့ဒီမှာ6 6လို့ထောင်နော်အဲ့ဒီ6 6လို့ထောင်ပြီဆိုတာနဲ့တပင်ကျော်မှာအဲ့ဒီ6ကခါပဲအဲ့မှာ9 6ခွန်လို့ပါလို့ရေးထားတော့အားရရှင်းပြမယ်နော်ဒီခွန်6ကတစ်ဆိုင်လို့နော် ကျွန်တော်တင်ငယ်ချင်းတွေဒီပေါ်မှာလို့တခြားထဲသူချက်နေဆိုလို့ကျွန်တော်ဒီကဏ္ဍမျိုးဒီမှာပြန်ပို့ထားတာเนาะ68ထောင်လိုက်တာနဲ့တပင်ကျော်မှာအဲ့ဒီ6က6ကဒီကဒီ6ပြည့်ချစ်တော့ထောင်ဖို့အရေးကြီးရเนาะအဲ့ကောင်ထောင်တာနဲ့6ကားပဲအဲ့လားဒီခွန်ကူနောက်တွဲရဲ့ထူကြဖြစ်စင်ကျွန်တော်ကအဲ့လားဟိုဘာကိုထောက်ရှင်တာလုံးဆိုတော့အဲ့ဒီခွန်ကူလို့ဖြစ်လိုက်ပြီချစ်ချောက်လို့ထောင်လိုက်ပြီအဲ့တပင်ကျော်မှာထိုင်တဲ့6ကားဟာ76ရှိတယ် နော်ချစ်တဲ့ချက်ရှိပဲဟုတ်ပြီဒုတိယဘွယ်ဒုတိယဘွယ်မှာခွန်ကိုလို့ဖြစ်ပြီချစ်တဲ့ချက်လို့ထောင်တပင်ကြောင်မှာထွက်တဲ့ကောင်၈၆ပြီးတော့ခွန်၆နော်၈၆ခွန်၆ဒီမှာတတိယဖြစ်စဉ်တတိယဖြစ်စဉ်ခွန်ကိုလို့ဖြစ်ပြီချစ်၆လို့ထောင်ချစ်၆လို့ထောင်ပြီဆိုတော့၈၆ခွန်၆တပင်ကြောင်မှာ66ဟုတ်လားမ66ကအပေါ်မှာပေးပြီးသားအဲ့တော့66ရဲ့တပင်ကြောင်မှာ66ခွန်6 66တူထပ်ပြီးတာအဲ့လိုဆိုရင်အခုဒီမှာနောက်ဆုံးခွန်ကူကဒီမှာနော် အကောင်ရအောင်မှာ6 6လို့ထောင်လို့ဆိုတော့ဘယ်နာမှမထောင်ဘူးအခုဒီနေရာမှာ6 6လို့ထောင်နော်အကြတော့ကျွန်တော်က6 6 6 6 6ဆိုတော့ဒီနေရာမှာ56 56လို့ခွန်ပိတ်ရတဲ့အကြောင်းလည်းကျွန်တော်ပြမှာနော်ခွန်ပိတ်ရတဲ့အကြောင်းကပထမဆုံးဖြစ်စင်မှာကဒီဒီ6ပိတ်ကိုဒီမှာအပိတ်ကိုတပွန်းရောက်လိုက်တာနော်အသူ့ရဲ့အပေါ်ကောင်နော်သူ့ရဲ့အပေါ်ကောင်အပိတ်ကိုတပွန်းရောက်လိုက်တာငါ့ကိုတပွန်းရောက်တော့၄ဒုတိယဖြစ်စင်မှာ ဒုတိယဖြစ်စဉ်မှာကြာတော့လေဒီမှာအပေါ်အကောင်ပဲချစ်ကိုတဘွန်းရောက်လိုက်တာခွန်နဲ့နော်တတိယဖြစ်စဉ်တတိယဖြစ်စဉ်မှာကြာတော့သူ့ရဲ့အထက်သဘင်ကျော်ကနော်တတိယဖြစ်စဉ်မှာကြာတော့သူ့ရဲ့အထက်သဘင်ကျော်ကဒီ၆ကိုတဘွန်းရောက်လိုက်တာငားတဲ့အဲ့လိုဆိုကျွန်တော်ကဒီစတုဒ္ဓဖြစ်စဉ်မှာနော်စတုဒ္ဓဖြစ်စဉ်မှာဒီ56ကိုနော်ဒီခွန်ကိုပဲရသူ့ရဲ့သဘင်ကျော်ဟာချစ်ကိုချစ်ဆိုတော့ချစ်အပိတ်ကကျွန်တော်တဘွန်းရောက်လိုက်တာအဲကြတော့96ခွန်ဆိုပြီးတော့ရတာနော် 5 6ခုဆိုဟုတ်ပြီအကြတော့ကျွန်တော်တို့ကဒီနေရာမှာ6 6လို့ထောင်ပြီးတော့7 7 6လို့ခြေရွက်ကြလိုက်တာ ਨੇ ထိတ်ဒီသုံးလုံးဟာအဲဒီသောင်းသုံးလုံးဟာ73เนาะ7 7 4ဆိုတာ73เนาะ73ထပ်သုံးပြီးတော့ဒီမှာ96လို့ကြားတဲ့အချိန်မှာဒီမှာ6နှစ်ခွန်ဆို15ရတယ်เนาะ73 15 plus 2နှစ်ပွင့်စီကြည့်ပါเนาะ6 6 6နောက်တစ်ခါဒီမှာ76လို့ထောင်လိုက်66 石冬笋啊，栋什么？炒炒鸭子咯，石炕，鸭子、冬笋、鸭、石炕，火脑种片怎样的嘛？炒瘦肉，鸭子炒，切肋空子咯，石冬笋啊，石炕，切肋空子咯，石骨嘞，喏，阿拉新年干的，喏，喏，你们七只小肉片条，石头，七只小扁把啷个？我那石烧，石冬比啊，石鸭，喏，我那石较什么？炒石烧，石冬笋啊，石炕。 နောက်တကားဒီမှာ7359ခွန်ပြီးတော့ဒီမှာ56လို့ပြီးတော့ဆက်ကူเนาะအာ plus 2နဲ့เนาะ7359ခွန်ဆက်ကူတွဲလုံးနေရ86 66 66 56အဲ့တော့96ခုံးဆိုပြီးတက်ဆက်ပြီးတာ။ဟောနာ96ဆိုတဲ့ကောင်လေးကတော့ကျွန်တော်နှစ်ပင်တဲ့ကိုကျွန်တော်လှုပ်လိုက်တာပဲ။နှစ်ပင်တဲ့ကိုကျွန်တော်ဖမ်းတာပေါ့ဗျာနော်။ဒီမှာကြည့်လိုက်3 4 1နော်။ပြီးရင်အောက်ကနေ8 9ခုံး။ပြီးရင်7 3ခုံး။သူအဲ့လိုမြား3ချက်ဆိုင်တာ။နော်။3 4 1 ရှင်းငါခွန်ချစ်တုံညခွန်နော်မဲတုံညလေးတပြီးရင် ရှင်းငါခွန်ချစ်တုံညခွန်ပြီးရင်ရှစ်တခွန်လို့ထောင်းမယ်ရှင်းငါငါလို့ထောင်းမယ်ပြီးတော့သူကခွန်ချောင်းငါကိုဒါရိုက်ထည့်လိုက်တာတော်တော်နှစ်ပင်နှစ်ဖမ်းလိုက်တာနော်ပုံညလေးတရှင်းငါခွန်ချစ်တုံညခွန်နော်ဒါမျှောဆုံးချက်ဆိုင်တာပေါ့ဗျာပြီးတော့မှရှစ်တခွန်လို့ထောင်းလဲငါရှင်းငါလို့ဖြစ်တယ်ခွန်တဲ့ငါဘေးကိုကျွန်တော်ခွန်ချောင်းငါဆိုပြီးတော့ကျွန်တော်အဲ့တကွက်ထဲကျွန်တော်ဒီဘက်ကိုတိုက်လိုက်တာပေါ့နော် နှစ်ပင်ဖြစ်စဉ်လေးလောက်လိုက်တယ်။ဟုတ်ပြီအဲ့လိုများသုံးချက်ကလည်းဒီမှာလာဆိုင်နေတယ်ဗျာနော်။ဟုတ်မယ်။ဒီ3ည1။နော်ဒီ3ည1တခါဟမ်း9 8 9 3ည8 9နော်။ဟုတ်မယ်8 8 9 8 9နော်။8 8 9 8 9ခုတည်း9ဘက်ကိုကျွန်တော်6 6 9ဆိုပြီးထည့်လိုက်တာ။ဆောနာကျွန်တော်တို့ဒီခွန်9နောက်တွဲကကျွန်တော်တို့ဒီ68တန်းတဲ့ကောင်က96လို့ရတယ်။ဒီများသုံးချက်ပြီးတဲ့ကောင်က96လို့ရတယ်နော်။ဘာပဲပြောပြောအဲ့ကောင်တွေက break shift တွေပဲ။ ဒါတော့ပရိရှိမကြနိုင်ဘူးလားဆိုတော့အခုသက်သေပြချက်တွေအရာကြမယ်ဆိုလဲကြလို့ရတယ်ပေါ့ဗျာနော်အဲ့ဒါလေးကိုစိုးလို့ခြင်းတာနော်ဒီပြားသုံးချက်ဖြစ်တဲ့လေးကိုကြံကြည့်ကြည့်နော်ပုံည၄၁နော်၈၅၇၈တုံညအဲ့လိုတွေတန်းပြီးရင်သူကထိပ်သီးသုံးလုံး၈၁နောက်ဘက်သုံးလုံး၅၈၅ထိပ်သီးသုံးလုံး၆ပေါ့ဗျာနောက်ဘက်သုံးလုံး၈အဲ့ကောင်ပရိရှိပေါ့နော်အဲ့ပုံတော့ဒီမှာလဲအဲ့လိုပါနော်မဲ၄၃ည၁နော်၅၈၇ တော့များရှိခုနော်အဲ့လိုများဆုံးပြဆိုင်ပြီးရင်ရှစ်တစ်ခုထိုက်ထီတောင်းလုံးလျှောက်နောက်ဘက်နောက်ဘက်တောင်းလုံးက၈၅၅ရှစ်အဲ့ဒီရှစ်ကဘရက်ရှစ်ဆိုပြီး၇၆၅ဆိုနော်အဲ့ကြတော့ဒီဘရက်ရှစ်နဲ့ပတ်သက်ပြီးတော့ကိုနှစ်ခွန်ရဲ့၄၃၄ရဲ့၇၆၅၅၆ခွန်အဲ့လေးကွက်တော့ထိုးမှဆိုထိုးလို့ရပါတယ်လို့နော်ရှစ်ပရိတ်နဲ့ပတ်သက်ပြီးမိသားတဲ့တင်ငယ်ချင်းဒီလောက်ဆိုတော့ကျင်းနာကြမယ်လို့ထင်ပါတယ်ကဲမိတ်ဆွေတင်ငယ်တင်များအားလုံးကံကောင်းကြပါစေကျွန်တော်စနေနေ့ကျရင်တော့ထိုးဝမကဏ္ဍပေါင်းချုပ်လေးတင်ပြပါမယ်ဗျာနော်